င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးလှုပ်ရှားသူတွေ CDM တွေကိုဖမ်းဆီးဖို့အတွက်စစ်တပ်က PSMS application ကိုအစစ်မြစ်တင်နေပြီးနာမည်ပြည့်စည်ရင်သွင်းထားသူအရေးအတွက်ထပ်တိုးနေတဲ့အပြင်လူဝဲရုံးစာတွေပေါက်ကြားမှုကိုအလွယ်တကူစီစစ်ဖော်ထုတ်အရေးယူနိုင်တဲ့စနစ်ကိုလည်းလှုပ်ဆောင်ဖို့အတွက်ညွှန်ကြားနေပါတယ်။ မြန်မာစစ်တပ်ရဲ့ KK ဖားစီနေမှုဟာအတူရောင်သာဖြစ်ပြီးပြည်ထနာအားလုံးရဲ့စစ်မြေဖြစ်တဲ့မြန်မာစစ်အုပ်စုကိုအေးအေးယူမှသာမြမအေးဖြည့်ရှင်းနိုင်မယ်ဆိုတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM တွေနဲ့စစ်ပြေးရဲပြည်တွေကိုဖမ်းဆီးနိုင်မှုအတွက် Person Scrutinization and Monitoring System PSMS application ကိုအစစ်မြစ်တင်ပြီးနာမည်ပြည့်စရင်သွင်းထားသူတွေရဲ့အရေးအတွက်ကိုလည်းထပ်တိုးဖို့ကိုညွှန်ကြားထားတယ်လို့ပြည်ထရေးဝန်ကြီးဌာနစီကနေသိရပါတယ်။မင်းအောင်လိုင်းကောင်းဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် PSMS application ကိုလုံခြုံရေးအစစ်မြစ်တင်တာနဲ့နာမည်ပြည့်စရင်တွေထပ်တိုးတာကိုအခုအောက်တိုဘာလအတွင်းမှာလှုပ်ဆောင်မှုအတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးများအလုံးကိုညွှန်ကြားလိုက်ပြီးအ धिक အားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထည့်ဖို့နေတယ်လို့သိရပါတယ်။စစ်တပ်ကအကောင့်ထည့်ဖို့နေတဲ့ PSMS application မှာလူဦးရေ9000ကျော်ကိုကနအုပ်ထည့်သွင်းခဲ့ပြီးအခုအခါအရေးအတွက်တိုးမြင့်လာတာပါ။ရုရှားကအ धिक တာဝန်ယူရေးဆွဲပေးတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးစစ်စေးရေးဂိတ်တွေ လေစိတ်ရေစိတ်မြို့ဝင်ထွက်ဂိတ်တွေနဲ့ကားဂိတ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွေအုပ်ရဲနဲ့လာဝကတွေစီကို application တွေခြားထားပြီးကတည်တပ်အသုံးပြုစစ်ဆေးဖို့သာဖြစ်ပါတယ်။အဲ့ဒီ application ကိုဝင်ရောက်ဖို့ key နဲ့ password တွေကိုစစ်ကောင်စီကတင်းကျပ်စီစစ်စွာခြားထားပေးပြီး PSMS application အတွင်းကအချက်အလက်တွေကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားကစစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူ CDM တွေနဲ့စစ်ပြေးရဲပြေးတွေကိုအဓိကဖမ်းဆီးနေတာပါ။ စကောင်စီကလုံခြုံရေးစစ်ဆေးဖို့တည်တံ့ထုတ်လုပ်ထားတဲ့ PSMS application ကိုသူတို့အတိမတ်ပြုထားတဲ့ဖုန်း၊ကွန်ပျူတာတွေမှာပဲ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနဲ့ဖုန်းတွေကမကူးယူနိုင်အောင်လုံခြုံရေးအစီအမံတင်ထားပါတယ်။လက်တလောစစ်ကောင်စီကအလိုရှိနေတဲ့လူ9000ရဲ့ကိုယ်ရေးချက်လက်ကိုငွေစည်းဖိုင်ကိုနဲ့ blacklist အမည်ပြစည်းရင်းဖိုင်ဆိုပြီးအမည်ပေးထားတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကထုတ်ပြန်ညွှန်ကြားနေတဲ့လူဝက်ရုံးစာတွေကိုခေတ်သစ်သတင်းဌာနအပါအဝင် လူမှုကွန်ရက်ကိုပေါက်ကြားနေရတွေနဲ့ပတ်သက်ပြီးလွဲကူစွာစစ်ဆေးဖော်ထုတ်နိုင်တဲ့စနစ်ကိုလည်းပြည်ထရေးဝန်ကြီးဌာနဦးဆောင်ကအမြန်ဆုံးအကောင့်ထဲဖို့ဆောင်ရွက်ဖို့ကိုလည်းညွှန်ကြားထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်အကြံဖတ်မင်းအောင်လိုင်းကစစ်တပ်နဲ့ဌာနဆိုင်ရာသတင်းတွေပေါက်ကြားမှုနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖော်ထုတ်အရေးယူဖို့အတွက်2021ခုနှစ်ဆီယာနာသိန်းကျင်ကလေးကညွှန်ကြားခဲ့ပေမဲ့ ဒီနေ့အချိန်ထိအဲ့လိုပေါက်ကြားမှုတွေကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်တာမရှိသေးဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရရှင်။ဆလတ်င်ဆက်ပေးမဲ့တဲ့င်းကတော့ပြီးခဲ့တဲ့ရပိုင်းအတွင်းကမြန်မာစစ်တပ်ရဲ့ခေခေဖားကိုဝင်ရောက်စီးနှင်းမှုအားအတုယောင်သာဖြစ်ပြီးပြဿနာအားလုံးရဲ့ဇင်းမြစ်ဖြစ်တဲ့မြန်မာစစ်အုပ်စုကိုဖျက်သိမ်းအရေးယူမှသာစိုက်ပါပြစ်မှုအကြက်သေးတာမကြောင့် မြမအကြက်တဲကိုပါအပီးတိုင်အမြင့်ပြက်ဖြည့်ရှင်းနိုင်မယ်လို့ Justice for Myanmar GFN ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။ GFN ရဲ့ထုတ်ပြန်မှုအတွင်းမှာမြမစစ်အုပ်စုဟာနမည်ဆိုးနဲ့ကြော်ကြားတဲ့ KK Fox Cyber ငွေလိခြံဝန်းကြီးကိုအယောင်ပြစီးနှင်းမှုတရေလှုပ်ဆောင်ခဲ့ပြီး Stalin ဆက်အလုံး30နဲ့အတူအလုံသမား2198ယောက်ကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။မြမစစ်တပ်ဟာသူ့ရဲ့လက်အောက်ခံကရင်နယ်ကြားစောင့်တပ် BGF နဲ့အတူ မြေယာထိန်းချုပ်မှုစီးပွားရေးလိန်လည်မှုတွေကိုကျူးလွန်ရမှာအဆောက်အုံတွေမှာအကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနဲ့လူသုံးကုန်ထိန်းချုပ်ရောင်းချမှုတို့လိုမျိုးနိုင်ငံဖြတ်ကျော်ရာဇဝဲမှုတွေကနေအကျိုးမြတ်တွေရရှိနေတယ်လို့လည်း GFN ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုင်ငံတကာကအေးအေးယူမှုတွေအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့ကရင်နယ်ကြားစောင့်တပ်၊ကရင်အမျိုးသားတပ် PGF KNA အပေါ်တန်ခတ်ပိတ်ဆို့မှုတွေအကြောင်းကိုဖော်ပြခဲ့ရမှာ PGF တပ်ဖွဲ့ဝင်တွေက KK Park ကိုလုံခြုံရေးပေးနေတယ်လို့အစီရင်ခံခဲ့တယ်လို့2024ခုနှစ် Deutsche Welle သုတေသနမှာလည်းကရင်နယ်ကြားစောက်စစ်သားတွေက KK Park မှာလုံခြုံရေးပေးနေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ဥရောပသမဂ္ဂရဲ့တန်ခတ်ပိတ်ဆို့မှုတွေမှာလည်းကရင်နယ်ကြားစောက်တပ်ဒုတိယဗိုလ်မှူးကြီးစောမုတ်တုံနဲ့ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးကို KK Park မှာပါဝင်ပတ်သက်သူ အကျိုးမြတ်ရရှိသူတွေဖြစ်သတ်မှတ်ဖော်ပြကတန်ခတ်ပိတ်ဆိုခဲ့တယ်လို့ GFN ကဆိုပါတယ်။စင်စစ်မြန်မာစစ်တပ်ရဲ့ကုကယ်မှုအောက်မှာရှိနေတဲ့စောချစ်သူနဲ့ကရင်နယ်ကြားဆောင်တပ်ခေါင်းဆောင်တွေရဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်မှုဟာ KK ဖောက်ထက်များစွာကြော်လွန်ကြေပြန့်နေတယ်လို့ GFN ကပြောပါတယ်။စောချစ်သူနဲ့သူ့ရဲ့သားသမီးတွေဟာကရင်နယ်ကြားဆောင်တပ်ကုမ္ပဏီ၉ခုကိုအတူတကွပိုင်ဆိုင်ထားပြီးအဲ့ဒီကုမ္ပဏီတွေတဲက Apollo Park နဲ့ Yulon Bay Park ကုမ္ပဏီနှစ်ခုဟာ စိုက်ပါငွေလိမ်ခြံကြီးတွေမှာယင်းနှမြုံနှံထားတယ်လို့ Justice for Myanmar ကအရင်ကထုတ်ပြန်ခဲ့ပြီးပါပြီ။မြန်မာစစ်တပ်အပြည်တွင်းဥပဒေနဲ့အပါအဝင်နိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်တွေနဲ့လည်းအကြမ်းဖက်အဖွဲ့အစည်းတရက်ဖြစ်တယ်လို့မြန်မာပြည်သူတွေကိုမြန်မာနိုင်ငံအတွင်းနဲ့ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာဓမ္မဖိအားပေးရွှေပြောင်းစေမှုကြီးအတွက်တာဝန်ရှိသူဖြစ်ပြီးဒေသတွင်းမတည်ငြိမ်မှုရဲ့အဓိကရေတောက်မြစ်လက်သေးတရက်ခံဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်စိုက်ပေါငွေလေလုပ်ငန်းတွေကိုကင်တွယ်ဖြေရှင်းမဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေအားမြန်မာစစ်တပ်နဲ့သူ့ရဲ့ပြည်သူ့စစ်အဖွဲ့တွေကိုကျေပြန့်စွာပြစ်မှတ်ထားဆောင်ရွက်ရမှာဖြစ်တယ်လို့ GFN ကအတိအပပြောပါရယ်။ဒါအပြင်အဲ့လိုဝင်ရောက်စီးနှင်းမှုဟာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒါကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့လူကုန်ကူးမှုတွေမှာပါဝင်နေတဲ့စေအုပ်စုနဲ့လောက်ခံကင်းနေကြဆောင်တက်တို့ရဲ့အဓိကအခန်းကဏ္ဍကိုအာယုံပြောင်းလဲစားဖို့ကြိုးပမ်းမှုတရက်ဖြစ်တာကြောင့် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာအစိုးရတွေအနေနဲ့စေအုပ်စုနဲ့သူတို့ကိုတရားဝင်မှုရရှိအောင်ကြိုးပမ်းတဲ့အတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာဆန့်ကျင်ရပ်တင်ကြဖို့ကိုလည်းတိုက်တွန်းတောင်းဆိုထားပါတယ်။အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့စစ်တပ်ဖြတ်သိမ်းပြီး Federal Democracy တည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုတွေနဲ့ရုံးကန့်လှုပ်ရှားမှုကိုပံ့ပိုးကူညီမှုကသာစိုက်ဘာပြစ်မှုအကြမ်းတဲနဲ့မြမအကြမ်းတဲတွေကိုအပိဓာအမြင့်ပြဖြေရှင်းနိုင်မယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်။ တင်းနေတိုင်တိုင်ဘက်ကသတင်းတွေကိုကြည်ရအောင်ပါတင်းနေတိုင်တိုင်ဘိတ်ခင်ရရဲ့အခြေဆိုင်ခါလာရ103တက်ရင်ကစစ်မှုထမ်းတသားတဲ့တူနဲ့စစ်သားတူတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့တင်းနေတိုင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့အော်တိုဘာလ2ရက်နေ့တို့မှာဘိတ်ခင်ရရဲ့အခြေဆိုင်ခါလာရ103တက်ရင်ကနေစစ်မှုထမ်းတသားတဲ့တူနဲ့စစ်သားတူတို့ဟာ တနတ်တလက်ယူဆောင်လာပြီးတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစီကိုဆက်တွဲကအလင်းဝင်ရောက်လာခဲ့တာပါအဲ့ဒါကြောင့်အလင်းဝင်ရောက်လာတဲ့သူနှုတ်ဦးကို360ချီးမြှင့်ဖို့ရှိပါတယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောပါရယ်အဲ့ဒီစစ်သားနှုတ်ဦးဟာ MA2 တနတ်တလက်ကြီးပေါက်၄ခုကြီ260တောင်းတို့ကိုယူဆောင်လာခဲ့ကြတယ်လို့လည်းသိရပါရယ်လက်ရှိချိန်မှာသူတို့ကိုနေထွေးစွာကြိုဆိုလက်ခံထားပြီး ဆက်လက်ပြီးပြည်သူလူထုဘက်ရက်တီလိုပါကတနင်္သာရီတိုင်းစစ်ဌာနရဲ့တရင်တပ်ဖွဲ့တွေရဲ့ဤဆက်ရတော်လန်ရေးတပ်တွေစီကိုအ мян ဆုံးပူးပေါင်းကြဖို့ကိုလည်းတိုက်တွန်းထားတဲ့ပြင်တနင်္သာရီတိုင်းစစ်ဌာနရဲ့တရင်တပ်ဖွဲ့တွေစီကိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာပါကထိုက်တန်စွာဂုံပြူချင်းမြင့်သွားမယ်လို့သိရပါတယ်။အဲဒီလိုပဲအော်တိုဗလာ19ရက်နေ့ကရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်း တရားပြစင်နေတဲ့စစ်တပ်စစ်ကြောင်းနဲ့လိုက်ပါလာတဲ့စစ်မှုထမ်းသားသားတို့အလင်းဝင်ခဲ့တယ်လို့ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ထောက်ပို့ရဲဘော်မတ်ရွှေကျူးကရန်ကုန်ခေတ္တကိုပြောပါရယ်အခုလိုအလင်းဝင်လာသူဟာနန့်လန်မျိုးအခြေဆိုင်ခလာရ1လေး3တရင်ကစစ်မှုထမ်းသားသားကိုအောင်ကျော်ဖြစ်ပြီးအဆောင်စစ်သားတွေအလစ်မှာထွက်ပြေးလာကကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့စီကိုအလင်းဝင်ခဲ့တယ်လို့သိရပါရယ်ဒါပြင်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းသားသားကိုအောင်ကျော်ဟာမန္တလေးမြို့ကြောင်ဝိုင်းမှာပေါ်တာဆွဲဖမ်းဆီးခံရကောင် မကွေးစုဆောင်ရေးတပ်ကိုပို့ဆောင်ခြင်းခံခဲ့ရပြီးတဲ့နောက်မိသားစုနဲ့အဆက်အသွယ်ဖြတ်တောက်ကနန့်လန်မြို့ကိုပို့ဆောင်လိုက်ပြီးစစ်မှုထမ်းအပတ်စဉ်စနစ်ကိုတက်ရောက်ခဲ့ရသူဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းဘက်ကိုစက်ကြည့်အောင်ပါတနင်္သာရီတိုင်းပလောမြို့နယ်ပြည်တော်စုလမ်းမကြီးဘော်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကအော်တိုဗော်လာ21ရက်နေ့မှာအကြမ်းဖက်စစ်တပ်က ပလောမြို့နယ်တင်ကန်းတောရွာအနီးမှာရှိတဲ့ပြည်တော်စုလမ်းမကြီးဘော်ကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။အကြံဘတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်ချိန်မှာလမ်းသွားလမ်းလာပြည်သူတွေမရှိတာကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိပေမဲ့လည်းဘုံထိမှန်ပြီးလမ်းပိုက်မှာထိခိုက်ပျက်စီးခဲ့လို့သိရပါဗျ။အဲ့လိုပဲအော်တိုဗလာ16ရက်နေ့ကလည်းအကြံဖက်စစ်တပ်ကပလောမြို့နယ်တန်းရှင်းရွာကိုဂျက်ဖိုက်တာနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးဆက်လက်တွင်တွေတွေပါပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါတယ်ရှင်။ စကိုင်းတိုင်းဘက်ကသတင်းတွေမှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter 3စီး၊ Helicopter 4စီးတို့နဲ့မနေ့ကညနေပိုင်းထိပုံကျဲတိုက်ခိုက်နေရကြောင်းထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးနေရတယ်လို့ Wallet Information and Network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကအော်တိုဗလာ22ရက်နေ့မနက်9:00နာရီခန့်ကနေစတင်ပြီးညနေ9:00နာရီကျော်အထိအကြမ်းဖက်စစ်တပ်က Wallet မြို့နယ်အနောက်ချမ်းမှာရှိတဲ့ ရွာသားကြီးရွာအနီးကို Jet Fighter 3စီးနဲ့နာမခါကနေတက်လာတဲ့ Helicopter 40တို့နဲ့လက်ပတ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွာသားကြီးရွာကပြည်သူတွေပါဝင် အနီးနာကြီးရွာတွေက ထောင်ထဲချီတဲ့ပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အခုလိုပဲအကြံဘတ်စစ်တပ်ဟာဝက်လက်မြို့နယ်ရွာသားကြီးရွာပါဝင်အနီးနားကကြီးရွာတွေကိုအော်တိုဗလာ73ရဲ့နေ့ကနေစတင်ပြီးလင်းရင်ချန်ဟော့ကော့ပတာတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတာကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတမန်းသာကြီးွာစာတင်ကြောင်းလည်းထိခိုက်ပျက်စီးခဲ့ပါသေးရဲ့ရှင်။စကိုင်းတိုင်းဘက်ကသတင်းကိုဆက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဆယ်တဲရွာမှာအကြမ်းဖက်စစ်တပ်ကတက်ဆွဲပြီးပြည်သူ9ဦးကိုတပ်ဖြတ်ကောင်အနီးနားမှာရှိတဲ့ကြီးွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရာကြောင်းရွာပေါင်း၁၂ရွာကတောင်းနဲ့ခြီးတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရည် ပြီးခဲ့တဲ့အော်တိုဘလ16ရက်နေ့မှာစလင်းကြီးမြို့နယ်ညောင်ပင်ကြီးရေစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြေးရွာတွေအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူတွေရဲ့နေအိမ်အတွင်းကရွှေငွေလက်ဝတ်ရည်နာပစ္စည်းတွေနဲ့အိမ်သုံးပစ္စည်းတွေကိုဖောက်ထွင်းခိုးယူတာပြည်သူတွေကိုတစားကန်ဖမ်းဆီးတာတွေကိုလှုပ်ဆောင်ခဲ့တဲ့အပြင်အကြမ်းဖက်စစ်တပ်ဟာဆယ်သေးရွာသား၂ဦးကိုလည်းဖမ်းဆီးပြီးတပ်ဖြတ်ခဲ့လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိချိန်ထိစလင်းကြီးမြို့နယ်ထဲမှာကင်းဗုံးအများပြားချထားပြီး ပြည်သူတွေရှိတဲ့နေရာကိုလက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေရကြောင်းဆယ်တဲရွာ၊ဇီးတော်ရွာ၊မကြီးတဲရွာအပါအဝင်ရွာပေါင်း၁၂ရွာကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒေသပြည်သူတို့ပြောတာကတော့စစ်ခွေးတွေကအပေါ်ကနေဘုံကျလိုက်မြေပြင်မှာလည်းမိရင်တတ်တာဆိုတော့ပြေးကြရတာကြောင့်ဒုက္ခတော့အတော်ရောက်ကြတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဗော်လာ20ရက်နေ့ညနေပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထန်းပူဖုံးချောင်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ကပြည်သူတို့အသေးဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဝမ်ပေါကုမ္ပဏီထဲမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကလည်းကျေးရွာရရှိရာဘက်ကိုလက်နက်ကြီးနဲ့နှလုံးပစ်ခတ်ခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နိုင်ငံပေါင်းစုံစုတောင်းပွဲမှာတော်လန်နုပညာရှင် မတ်ဖြူဖြူကျော်သိန်းကဒေါ်အောင်ဆန်းစုကြည်ကျမ်းမာပြီးလူမြောက်ချင်းနဲ့အတူမိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်စေဖို့ဆုတောင်းပေးခဲ့ပါတယ်။မနေ့ညကနိုင်ငံပေါင်းစုံစုတောင်းပွဲမှာမြန်မာစကားနဲ့မြန်မာနိုင်ငံကိုစားပြုပါဝင်ခွင့်ရတဲ့အတွက်အမိမြင်တဲ့အန်တီဒေါ်အောင်ဆန်းစုကြည်အတွက်ဆုတောင်းခဲ့ပါတယ်လို့ရေးသားကမတ်ဖြူဖြူကျော်သိန်းကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့်မနေ့ကမျှဝေခဲ့ပါတယ်။ အထူးသဖြင့်ထောင်ထဲမှာမကြမ်းမမာဖြစ်နေတဲ့အသက်80နှစ်အရွယ်မြန်မာပြည်ရဲ့လူလူကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အန်ဒီဒေါ်ဆန်းစုကြည်ကိုကျမ်းမာခြင်းနဲ့လွမြောက်ခြင်းနဲ့အတူမိသားစုနဲ့ပြန်ဆုံစည်းခွင့်ပေးတော်မူပါလို့ဆုတောင်းစကားဆိုခဲ့ပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ